best beauty tips ပြသက်ကြီးမင်္ဂလာပါရှင်ဒီနေ့ကျွန်တော်ခါတိုင်းပြင်နေကြပုံစံလေးနဲ့မတူဘဲနဲ့တမှုထုထုဆက်ဆက်လေးပြင်ထားပါတယ်ဘာလဲဆိုတော့ကျွန်တော်မျက်ကပ်မှန်လေးတတ်ထားတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ make up ပြင်တဲ့တမျက်နှာလုံးကိုလည်းကျွန်တော်တကယ်ဟိုမတ်မွန်လေးအောင်လို့မျိုးပေါ့နော် fresh peachy brown look လေးကိုကျွန်တော်ပြင်ထားဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး look လေးနဲ့ line အောင်လို့သပင်ပြင်တဲ့ပုံလေးကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောထားပေးပါတယ်အားအားကြမလို့ကျွန်တော်နဲ့အတူတူဒီလိုမျိုးရိုးရိုးရှင်းရှင်းလောလောကူကူလေးနဲ့အရန်ကိုလှနိုင်မဲ့ ဒီ makeup look လေးအတူတူလိုက်ပြင်ကြည့်ရအောင်နော်အရင်ဆုံး foundation လေးနဲ့စလိုက်ရအောင်ဒီနေ့ပြင်မဲ့ makeup look လေးကတကယ်ကိုပေါ့ပေါ့ပါပါလန်းလန်းဆန်းဆန်းနဲ့ပုံစံတစ်မျိုးလေးမတူအောင်ပြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီ solar ရဲ့ primer tint ဆိုတဲ့ဒီဟာလေးကိုသုံးမှာဖြစ်ပါတယ် SPF 20ပါတဲ့ဒီ foundation လေးအရဆိုရင်အရေးကြီးကြီးလေးဖြစ်တယ်။အားအကြောင်းမလို့ကျွန်တော်မျက်နှာအနှံ့ကိုလိုက်လင်းပြီးတဲ့အခါမှာဒီ solar ကအခုအရန်ခက်စားနေတဲ့ဒီ silicon အာ sponge လေးပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့လိမ့်တဲ့အခါမှာခါတိုင်း sponge လိမ့်လို့ပါပဲဒီလိုမျိုးလေးပဲမျက်နှာအောင်မှာလိုက်ပြီးတော့ပုတ်သွားပေးဦးမှာပဲခုဒီ foundation တုံးပြီးသွားတဲ့အခါမှာတော့ဒီ foundation လေးအပေါ်ကနေပြီးတော့ setting လုပ်လို့ရအောင်ဒီ solar loose powder လေးကျွန်တော်လေးမှဖြစ်ပါတယ်။အများကြီးမဟုတ်ဘဲနဲ့နည်းနည်းလေးကိုဒီလိုမျိုးအာ flat brush ပေါ်မှာတင်ပြီးတော့လိုက်ပြီးတော့တုပ်ပေးလိုက်ပါ။နောက်ပြီးမျက်နှာလေးကပြောင်ပြောင်ကျဉ်းကျဉ်းလေးနဲ့ဆူဆူလေးဖြစ်နေအောင်ပြီးတော့ဒီအစီပြန်တဲ့ပုံမဟုတ်ဘဲနဲ့သူ့ဘာသူအသားလေးကပြောင်တင်းပြီးတော့ဒီဆူဆူလေးဖြစ်နေအောင်လို့ကျွန်တော်ဒီ bounce shiny pack ကိုတော့မှဖြစ်ပါတယ်။ ဒါကိုလည်းအခုငါတုံးထားတဲ့ brush နဲ့ပဲလိုက်ပြီးတော့မျက်နှာတစ်ခုလုံးပေါ်ကိုကျွန်တော်တင်လိုက်ပါမယ်။အခု bronzer စတော့မှဖြစ်ပါတယ်။ bronzer ကိုဒီ fire ရဲ့ဖျိုးလေးနဲ့နဲ့ရနှစ်ခုနာတောက်ရအောင်မထဲမှာဖြစ်ပါတယ်။ bronzer ထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့မျက်နှာကအရေးကြတဲ့နေရာလေးပိုလှပါပြီးတော့မျက်နှာမှာပေါ်တဲ့နေဟာလေးကို copy ပြီးတော့ highlight လုပ်ပြီးသားလေးလည်းဖြစ်သွားပါလိမ့်မယ်။ ခေါင်းစားနဲ့ပဲနှာခေါင်းရိုးလေးနည်းနည်းပုံမှာဖြစ်ပါတယ်။နာယူဖော်တဲ့အခါမှာကျွန်တော်ကအမြဲတမ်းဒီမျက်ခုံးပေါ်ကနေဆင်းလာလေးမရှိပဲနဲ့ဒီဘေးနားလေးကိုပဲနည်းနည်းအရေးကလေးကြားတဲ့ပုံစံအတိုင်းပဲဒီဘရောင်ဇာလေးနည်းနည်းလေးထည့်ပေးပါရစေ။ပင်နှာခေါင်းထိန်သားလေးကိုလည်းထည့်ပါအခုအာနီလိမ့်မှာဖြစ်ပါတယ်ပါနီကိုတော့ဒီ packaging ပုံစံထူးထူးဆန်းဆန်းလေးနဲ့ solar ကထုတ်ထားတဲ့ cushion cushion blusher ပဲဖြစ်ပါတယ် ဒီဟာမှာအယောက်နှစ်ယောက်လာတဲ့ထဲမှာကျွန်တော်ကဒီနေ့ဒီအာတနာယောင်ပေါ့နော်ခေါ်တော့ဒီအယောင်လေးကိုကျွန်တော်တုံးมาဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဒီလိုပဲ cushion လင်းတို့လိုပါပဲနည်းနည်းလေးပဲထည့်ပြီးတော့ကျွန်တော်ဒီပါအုံးနာလေးမှာလိမ်มาဖြစ်ပါတယ်ဒီ cushion blusher မှာ number 1 pink ရယ် number 2 coral ဆိုပြီးတော့အယောက်နှစ်မျိုးလာပါတယ်ခု cushion blusher လေးနဲ့ဒီပါနီလေးကိုခြေပြီးရဲ့အခါမှာပါလီယာစူးစူးအီအီလေးနဲ့ တကယ်ကိုအာကျမ်းမာတန်ဆွမ်းနဲ့အသားရရှိရဲ့လို့တကယ်ကိုထင်ရပါတယ်အဲ့တော့ဒါပြီးလို့ရှင်ကျွန်တော်တို့မျက်လုံးစာပြမှာဖြစ်ပါတယ်အခုမျက်လုံးစာပြတဲ့အခါမှာကျွန်တော်တို့ဒီ browser လေးကိုယူပြီးတော့အရင်ဆုံးမျက်လုံးကို ပုံပေါ်မှာဖြစ်တဲ့အတွက်မျက်လုံးဒီတဝိုက်ကိုကျွန်တော်တို့ဒီ browser လေးနဲ့ define လုပ်ပြီးမှ ဖြစ်ပါတယ် လုပ်လုပ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီရွှေအိုရောင်ဖြောဖြောလေးကိုမျိုးလုံးတစ်ခုလုံးပေါ်မှာတင်มาဖြစ်ပါတယ်။ရှင်းမှာပါတဲ့ဟာလေးပါ။အခုနောက်တော့ bronzer နဲ့ control လုပ်ထားတဲ့အရစ်ကလေးရဲ့အောက်မှာအပြင်းလုံးလိုက်ပြလိုက်ပါ။ဒါပြီးရင်တော့နည်းနည်းအညိုရောင်ရင်နာလေးကိုတုံးมาဖြစ်ပါတယ်။အညိုရောင်ရင်နာလေးကိုတောက်နာမှာထားပြီးတော့ထည့်ပေးပါ။ အတွင်းမှာပါပြီးတော့ဓာတ်မှမှထူတဲ့ပုံစံမျိုးနဲ့ခြေပေးပါတိချာမှာကအခုနာတော့ bronzer နဲ့ control လုပ်ထားတဲ့ line ကိုမကြောပါစေနဲ့။ဒီအောက်မြက်ခန်းကိုလည်းဒီ eye shadow များများလေးထည့်ပြီးမှဖြစ်ပါတယ်။ဒါပြီးရင်တော့ဒီထပ်ပို့ပြီးတော့မျက်လုံးလေးပို့ပေါ်အောင်လို့ အမဲရောင်နဲ့နဲ့လေးကိုသုံးမှာဖြစ်ပါတယ်။အမဲရောင်လေးကိုကျွန်တော်တို့ဒီမြက်တောင်နဲ့နှီးနဲ့နှမြနှီးအောင်လိုက်ပြီးတော့ထည့်ပေးလိုက်ပါ။အိုင်လိုက်နာကိုတကယ်ထင်းထင်းပေါ်အောင်မဆုပ်ပေမဲ့ကျွန်တော်တို့မျက်လုံးလေးနဲ့ပို့ပြီးတော့ထင်းသွားအောင်ဒီမြက်တောင်ရဲ့အောက်ကနေကျွန်တော်တို့ဒီအိုင်လိုက်နာလေးထည့်ပေးမှာဖြစ်ပါတယ်။မြက်တောင်ကြားကိုရောက်နိုင်နှမြရအောင်ဂီးဆိုင်ပြီးတော့ထည့်ပေးပါ။ ားခြင်းလို့ရှိရင်မျက်လုံးတွေကတော်တော်လေးကိုမဲသွားပါပြီအဲ့တော့ကျွန်တော် မျက်တောင်ကိုလေးကော့ပြီးတော့မျက်တောင်လို့တက်ပြီးတော့ပြန်လာရပါမယ်အခုမျက်လုံးလေးကိုပြင်ပြီးသွားပြီဆိုတော့မျက်ခုံးမှုစာစင်မှာဖြစ်ပါတယ်မျက်ခုံးမှုကိုတော့ကျွန်တော်ဆိုလာကထုတ်ထားတဲ့ဒီအာမျက်ခုံးမှုစကန်လေးနဲ့ဆဲမှာပါဒီဟာမှာ light brown dark brown ဆိုပြီးတော့နှစ်ယောက်လာပါတယ်အာထူးခြားတာတစ်ခုကကြတော့ကျွန်တော်ငငယ်တော့အလိုမျိုးလေးဟို အာဘောပင်ခဲတာပေါ့နော်အဲ့လိုဟာမျိုးတွေမှာမဒီလိုမျိုးအာ तू က refill လေးနဲ့ပါသေးတယ်အဲ့တော့ဒီဟာတခြားဝင်လို့ရှိရင် refill သုံးချောင်းပါတယ်အဲ့တော့ AACC ကုံအောင်မှာမပူရတော့ပြီးလို့ရှိရင်လည်းထည့်ထားတဲ့သူ့ရဲ့ packaging လေးကလည်းအဆင်ပြေရယ်ဆိုတော့မျက်ခုံးမွေးဆွဲရတာကောင်းတယ်ကျွန်တော်ကတော့ဒီ take လေးကိုအာစုံစုံနဲ့နည်းနည်းတုံးသွားလို့ရှိရင်ဓာလေးနဲ့ဒီလိုဆောင်းဆောင်းလေးဖြစ်အောင်ချွန်လိုက်တယ်ချွန်ပြီးတော့မှတေချာပုံပုံအောင်ဆွဲတယ်ဒါကတော့ dark brown ပါ dark brown နဲ့ကျွန်တော်အနောက်အမီးကိုအရင်ဆုံး ပုံဖော်နေတာဖြစ်ပါတယ်။ light brown နဲ့အရှိ့ကိုဆွဲမှဖြစ်ပါတယ်။ပြီးအခုနောက်က dark brown နဲ့ဆွဲထားတဲ့အပေါ်မှာ light ပြီးတော့ပုံပိုကြအောင်ဆွဲပေးလိုက်ပါ။အခုဆိုရင်တော့မျက်ခုံးမွေးဆွဲလုပ်ပြီးသွားပါပြီ။အားလုံးလည်းကျွန်တော်ဆွဲတဲ့မျက်ခုံးမွေးပုံစံလေးကိုလိုက်ဆက်တက်မယ်လို့ညွှန်လဲပါတယ်။ဒါပြီးတဲ့အခါကျတော့ကျွန်တော်တို့ highlight လေးလုပ်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ညနာမှာလုံးဝတကယ်ကိုပြောင်ပြောင်တင်းတင်းလေးနဲ့လင်းလက်တောက်ပါနေတာပေါ့လို့ရှိတယ်။ကဲဒါဆိုလို့ရှိရင်တော့နှစ်ခန်းညီလေးဆိုပြီးပြန်လာမယ်ပြီးလို့ရှိရင်သပင်းဘယ်လိုလုပ်လဲဆိုတာကိုအားလုံးကိုလုပ်ပြမယ်။ဒီနေ့မိတ်ကပ်ပြင်တဲ့ပုံစံလေးက peachy brown ပုံစံလေးပြင်တဲ့အတွက်ဆောင်မလို့နှစ်ခန်းညီကိုလည်းကျွန်တော်အာလိမ္မော်ရောင်နဲ့ nude color လေးနဲ့ရောပြီးတော့ဆိုးထားတာဖြစ်ပါတယ်။ အဲ့တော့အခုကျွန်တော်ရဲ့ဒီသပင်းအတူကိုဘယ်လိုမျိုးပုံသွင်းလဲဆိုတာကိုအားလုံးကအရင်သိချင်နေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုဒီဘက်တစ်ဖက်ကိုတော့ကျွန်တော်ပုံသွင်းပြီးသားပါဒီဘက်တစ်ဖက်ကိုတော့ကျွန်တော်လက်တွေ့ပုံသွင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်ပိုင်းသပင်းတွေကကျွန်တော်ပုံမသွင်းရသေးဘူးအောက်ပိုင်းကတော့ပုံသွင်းပြီးသွားပြီဒီလိုမျိုးပုံသွင်းမှုအတွက်အာကျွန်တော်သပင်းလိုမျိုးသပင်းပြော့တဲ့လူတွေဆိုလို့ရှိရင်ခေါင်းလျှော်တဲ့အခါမှာကန်ဒီရှင်နာထည့်ပြီးမလျှော်ပါနဲ့ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအာနည်းနည်း လုံးဝနည်းနည်းသေးတဲ့ကောက်တံလို့လိုပါမယ်။အဲ့ဒီဟာကိုမှကျွန်တော်တို့တွေကတခါဒီလိုမျိုး section လေးတွေခွဲပြီးတော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခုခွဲလိုက်ပါတယ်။နှစ်ခုခွဲပြီးရင်ဒီမှာပါတဲ့ဒီမြက်ကိုမတုံးမဲနဲ့ဒီတိုင်းမဲ့သပင်ကိုလက်နဲ့ပတ်လိုက်ပါ။ပြီးရင်၅ဆက်ကန်းလောက်ပဲထားပါ။ပြီးပြန်လှည့်ချလိုက်ပါ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ပုံရပြီ။ဒါပေမဲ့ အာနောက်ထပ်တဆင့်ကြံပါသေးတယ်ဘာလို့အောင်လဲဆိုတော့အကုန်လုံးကောက်ပြီးမှကျွန်တော်လုပ်ပြပါမယ်ဆိုစမ်းနော်သဗင်းလေးပုံသွင်းလို့ပြီးသွားပါပြီပုံသွင်းတာလေးကိုနည်းနည်းကြာကြာကအောင်ဒီစပရေးလေးနဲ့နည်းနည်းဖြန်းလိုက်ပါ ဒီစပင်ပြင်ပုံလေးကိုအားလုံးသဘောကျမယ်လို့ထင်ပါတယ်။စပင်တူရီအတွက်လည်းအဆင်ပြေသလိုဒီလိုမျိုးစပင်ပခုံးကြောကြောကြောလည်လောက်ရှိရဲ့လူတွေလည်းဒီလိုပုံစံမျိုးနဲ့လိုက်ပြီးတော့ပြင်လို့ရပါတယ်။အခုကျွန်တော်ရက်ကမှတတ်ထားပြီးတော့ဒီလိုပုံစံနဲ့ကိုကိုကိုပြင်ကြည့်ရတော့တော်တော်တော့ထူးဆန်းနေတဲ့ကျွန်တော်ကတောင်းတောင်းဘယ်တော့မှမြက်ကမှန်ကိုအယောင်နဲ့တက်လို့မရှိရတဲ့အတွက်ကြောင့်မလို့ဒီ tutorial လေးကိုအားလုံးပဲသဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ရဲ့ပုံစံလေးလည်းနည်းနည်းခါတိုင်းနဲ့မတူဘဲနဲ့ပြောင်းထွက်သွားမယ်လို့ထင်ပါတယ်။အဲ့တော့ ီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီဟာလေးကိုကြိုက်လို့ရှိရင်အားလုံး like လုပ်ပါ share လုပ်ပါအထူးပဲကျေးဇူးတင်ပါတယ်